လူတယောက်ကဝဆွလုပ်ပါတယ်ဆရာနှကောင်းထဲမှာရေထည့်စေးဖို့မိတော်ပါတယ်အဲ့ဒါဝဆွပြန်လုပ်ဖို့လိုအပ်ပါသလားဆရာဘစ်မ illah ရာဟ်မန်ရာဟီမ်ရောအရွယ်အရွယ်ရောက်တဲ့အမျိုးသားအမျိုးသမီးအစ်တလံဖြစ်တဲ့အခါမှာဝဆွလုပ်ဖို့ကဝါချစ်ဖြစ်တယ်အဲ့လိုပဲလင်းနဲ့မြေပေါင်းတင်ဆက်ဆံပြီးတဲ့အခါမှာဆိုဘတ်လုပ်ပြီးတဲ့အခါမှာကိုယ်ဆွလုပ်ခြင်းဟာဝါချစ်ဖြစ်တယ် ဘယ်လိုပဲအမျိုးသမီးတူဦးတမတာပြီးဆုံးသွားတဲ့ခါမှာကိုဆလုတ်ဘူးဝါကျစ်ဖြစ်တယ်။အဲ့လိုပဲအမျိုးသမီးတူဦးခလေးမွေးဖွားပြီးနောက်ပိုင်းနေဖာစ်ရက်သွားတဲ့ခါမှာကိုဆလုတ်ဘူးဝါကျစ်ဖြစ်တယ်။အဲ့တော့ကိုဆလဝါကျစ်ဖြစ်နေတဲ့လူတယောက်ကသူဝါကျစ်ကိုဆလလုံနေတဲ့ခါမှာတတိထားမှာဖရက်စ်၃ချက်ရှိတယ်။ကိုဆလရဲ့ဖရက်စ်အချက်၃ချက်ရှိတယ်။နံပါတ်၁ကအာကောင်ထိရောက်အောင်ကိုကိုလီလောက်အောင် အဲ့လိုပဲနာနူတီရအောင်နာအတွင်းကိုသူရေထည့်စေရမယ်ပြီးတော့ခန္ဓာကိုယ်တစ်ခုလုံးကိုအမွေးမြင်တပင်မှမကြံအောင်သူကရေလောင်းစေရမယ် forest 3ချက်ရှိတယ်အဲ့ဒီ forest 3ချက်တွေကတစ်ချက်ချက်လွတ်သွားတယ်ဆိုရင်သူရဲ့ကိုယ်စွလပိုင်မှာမဟုတ်ဘူးအဲ့တော့ခဏကမိငုံထဲမှာမိထားတယ်လူတစ်ယောက်ကနှာခေါင်းထဲကိုရေထည့်ဖို့ကြံသွားပြီဖြစ်စေတို့မဟုတ်ကိုလီလို့ဘုသူမေ့သွားပြီဖြစ်စေရေတော့သူချိုးလိုက်တယ်ခန္ဓာကိုယ်တစ်ခုလုံးနှက်ဆက်အောင်သူရေချိုးလိုက်တယ်ဆိုရင်သူနှာခေါင်းထဲကိုရေထဲဖို့ကြံသွားတဲ့အတွက်ကြောင့် ကြာကူလီလောက်ကိုကြံသွားတယ်ကြာသူရဲ့ကိုဆောကိုဆောကအထားမြောက်မှာမဟုတ်ဘူး။ဒါပေမဲ့ဖိခါပညာရှင်တွေအမေ့ရှိတယ်။ဘယ်အချိန်မှသူတရိယဘယ်အချိန်မှသူတရိယတယ်။အော်ငါကိုဆောလောက်တဲ့အချိန်တော့ငါနှာခေါင်းထဲကိုရေမထည့်မိဘူး။ငါကူလီလောက်ကိုမေ့သွားတယ်။အဲ့ဒီအချိန်မှသူဟာအဲ့ဒီနှာခေါင်းထဲကိုရေပြန်ထည့်လိုက်မယ်။ကူလီပြန်လောက်လိုက်မယ်ဆိုရင်လေသူရဲ့ကိုဆောကပြန်ပြီးအထားမြောက်သွားမှာဖြစ်တယ်လေ။အတစ်သူရေပြန်ပြီးချိုးဖို့အရေးမကြီးဘူး။ဒါပေမဲ့တခုတရိထားမှာတော့သူအဲ့ဒီ ူလီပြန်မလုပ်ခင်နှာခေါင်းထဲမှာရေထဲမတွင်းခင်မှာဂျားထဲမှာ तू နမာစီဖတ်ခဲ့တယ်ဆိုရင်တော့အဲ့ဒီနမာစီကို तू ပြန်ပြီးတော့ဖတ်လိုက်ရမှာဖြစ်တယ်